โอเคဒီကနေ့အကျန်ဖက်စစ်ကောင်းဆောင်မင်းအောင်လိုင်းထုတ်ပြန်တဲ့နောက်ဆုံးရသတင်းလေးပေါ့နော်ဒီနေ့9ရက်ဧပြီလ9ရက်နေ့မှာထုတ်ပြန်သွားတဲ့နောက်ဆုံးရသတင်းလေးကိုကျွန်တော်အတွေ့လို့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီသတင်းလေးကိုမတင်ဆက်ခင်မှာဆိုလို့ကျေကျွန်တော်အခုဖွင့်ပြတဲ့ဗီဒီယိုဖိုင်လေးကိုအရင်ဆုံးကြည့်လိုက်ပါဒါကကျွန်တော်ဂျော်ဒီငလင်စလုတ်တဲ့နေ့ကနေပြီးမှအဲဒီကျွန်တော်ဒီအကျန်ဖက်စစ်ကောင်းဆောင်မင်းအောင်လိုင်းကဂျော်ဒီအိန္ဒိယ အိဒီယာဝန်ကြီးချုပ်ကိုဆက်သွယ်ထားတဲ့ဖုန်းစကားပြောထားတဲ့ဗီဒီယိုဖိုင်လေးကိုအရင်ကြည့်လိုက်ပါအဲ့ထဲမှာအဖြေပါပါတယ်ဗောနော်ကျွန်တော်အခုတော့သူထပ်မထိုးချမ်းမှုတော့မရှိတော့ပါဘူးသို့တော်လည်းပဲ follow up လုပ်တဲ့ငလင်းငယ်လေးတော့လှုပ်ပါတယ်ကျွန်တော်အခုတကယ်ငလင်းအဓိကဘိုးချက်ထုတ်ခဲ့တဲ့မန်လေးမျိုးကိုကျွန်တော်ရောက်နေပါတယ်အသေးဆုံးနဲ့ဒီလေမှတ်ထားနော်အဲဘိုးချက်ဖြစ်တဲ့မန်လေးကဆက်လုပ်တယ်နော် ကျောတနံကံလုံးတိချတာကသခိုင်းသခိုင်းဘက်ကလို့တိချတာပေါ့နော်တောက်ကိုဒီမေလို့မေအောင်လည်းကမန္တလေးလို့ပြောသွားတယ်နော်မန္တလေးလို့ပြောသွားတယ်အဲ့အဲ့ဒါလေးကိုချက်မှတ်တာပါအအဓိကကျွန်တော်ပြောမယ့် topic ကအဲ့မှာရှိပါတယ်ပေါ့နော်မန္တလေးဘုံချက်မှတ်ဆိုပြီးပြောသွားတာနားထောင်မယ်တိပေါ့1200ယောက်ရှိပါတယ်ဒဏ်ရာရတာလည်း1400လောက်ရှိပါတယ်ပျောက်တဲ့လူတွေတော့ရှိနေပါသေးတယ်အဲ့တိတ်တိတ်ကြားထဲမှာပြိနေတဲ့လူတွေပျောက်နေတဲ့လူတွေတော့ကြာပါသေးတယ်ဒါလည်းကျွန်တော်တို့ ဆယ်တင်းလုံကားတွေဥစပြီးလုံနေပါတယ်ဒီတွေပုံနိုင်ဖို့ဓာတ်လာတော့များပါတယ်ဖြစ်များဆုံးကတော့ခြေရှိကျွန်တော်ရောက်နေတဲ့နေရာမှာဖြစ်များဆုံးဖြစ်ပါတယ်ဆိုတော့ရဲ့အခုလိုအာပိစကားပြောတာရယ်နော်ကျွန်တော်တည်င်းဌာနတွေမှာလည်းအစူရဘက်ကနေပြီးတော့ကယ်ဆယ်ပစ္စည်းတွေနဲ့လူတွေလွတ်ပြီးဆိုတဲ့ဟာတွေတဲ့ကျွန်တော်အများကြီးအားရှိပါတယ်ကျွန်တော်တို့ပြန်လဲကယ်ဆယ်လုပ်ငန်းပဲအခုအဓိကထားပြီးလုပ်နေပါပြီရန်ကုန်နဲ့နေပြည်တော်နေပြည်တော်နဲ့မန္တလေးဆက်သွယ်လမ်းတော်တွေလည်းဟိုပြတ်နေတာရှိပါတယ်လမ်းမဆက်သွယ်တွေပြတ်ထွက်တာတွေအခုကျွန်တော်ဟိုစပြီးလုပ်နေရပါတယ် โอเคဒါကကြတော့မင်းအောင်လိုင်းဒီငလေလောက်တဲ့နေပေါ့နော်28ရက်နေ့3လပိုင်း28ရက်နေ့အဲကျွန်တော်အိန္ဒိယဝန်ကြီးချုပ်နဲ့ဖုန်းစကားပြောပြီးတော့အခွင့်အရေးတောင်းထားတဲ့ video file ဖြစ်တယ်ပေါ့နော်โอเคကျွန်တော်ဒီကနေ့စစ်ကောင်စီကဘာတွေထုတ်ပြန်လိုက်လဲပေါ့နော်ဒီနေ့နောက်ဆုံးရ April 9ရက်နေ့သတင်းဒီနေ့ညပိုင်းအစီအစဉ်ပေါ့ဗျာညပိုင်းမှာထုတ်ပြန်ထားတာပေါ့နော်နောက်ဆုံးရသတင်းမှာပေါ့နော်ဒါဘာတွေဖြစ်မလဲဆိုတာကိုကျွန်တော်ထပ်ပြောပြပေးသွားမယ် ကျော်ဒီစကိုင်းမျိုးအနီးမှာပေါ့နော်ဗဟိုပြုတ်လောက်ခဲ့တော့စကိုင်းငလင်ကိုမန္တလေးငလင်ဟုမင်းအောင်လိုင်ကတတ်မှတ်ခိုင်းနေပေါ့နော်အဲ့ဒါကိုတတ်မှတ်ခိုင်းပြီးတော့ကျော်ဒီမန္တလေးမှာပဲစလုပ်ခဲ့တယ်ဆိုတဲ့ပုံစံမျိုးကိုသူကတွင်စရာမယ်ဗျာကျော်စကိုင်းမှာတုတ်တာမဟုတ်ဘူးမန္တလေးမှာစပြီးလှုပ်တယ်မန္တလေးကနေပြောမှာဗဟိုချက်မှနေလှုပ်တယ်ဆိုတဲ့အဲသူကပြောကျင်တာပေါ့ဗျာကျွန်တော်ဥပမာတူကျွန်တော်ကဒီကျွန်တော်တိထားတာကစကိုင်းမှာလှုပ်တယ် ်ခမားတိထားတာကလည်းစကိုင်းမှာလှုပ်တယ်ဒါပေမဲ့မာလာမဟုတ်ဘူးမန္တလေးမှာလှုပ်တယ်မန္တလေးရစတယ်မန္တလေးပဟုချက်ဖြစ်တယ်ဗောနော်အဲ့ဒီလို့သူကပြောထားတာအဲ့ဒါကိုတကြောဒီစစ်ကောင်စီကနေပြောမှာမန္တလေးငလျင်ကြီးဟုအမိပေးအမိပေးထားတော်လဲလက်တွေတွင်နဲ့ငလျင်မှာစကိုင်းမျိုးအနီးတွင်အဓိကပဟုပြွေလှုပ်ခတ်သွားခဲ့ခြင်းဖြစ်စီဗောနော်โอเคပြီးတော့သူကဒီဒီအကြက်ဖက်မင်းအွန်လိုင်းမင်းအွန်လိုင်းရဲ့ ပြောခွင့်ရပုံကူပေါ့နော်ဇော်မဲလုံးကထုတ်ပြန်ပြောဆိုထားတာပေါ့နော်အဲ့ဒါကဘာလဲဆိုတော့ကျောဒီမီဒီယာတွေအားလုံးကိုလည်းမန္တလေးငလင်ဟုပဲတတ်မရမီလို့သူကဆိုတယ်ပေါ့နော်ဒီဇော်မဲလုံးကပြောသွားတာပေါ့နော်โอเคမလ28ရက်နေ့တဲ့မွန်လ12နာရီ90မိနစ်အချိန်စကိုင်းမြို့ဤအနောက်ဖက်မြောက်ဖက်အနောက်မြောက်ဘက်ပေါ့နော်16ကီလိုမီတာအကွာမြေအောက်7ကီလိုမီတာကိုတဲ့ဗဟိုပြုတ်၍ပြင်အား9.8အဆင့်ချီလောက်ခတ်ခဲ့တော့ ငလင်ကြောင့်နဲ့စကိုင်းမန္တလေးနေပြီးတော့ပါဝင်မြန်မာနိုင်ငံအလဲပိုင်းဒေသတွေနဲ့လူတည်ဆုံမှုများစွာနဲ့ပျက်စီးဆုံးရှုံးမှုများစွာကိုကြုံတွေ့ရပြီးနောက်အကြက်ဖက်စစ်ကောင်စီကရင်းငလင်ကိုမန္တလေးငလင်ဟုမန္တလေးငလင်ဟုခေါ်ဝေါ်တုံးဆွဲရန်တတ်မှတ်ခြင်းကြောင့်ထုတ်ပြန်ထားခြင်းပဲဖြစ်သည်တဲ့သတင်းမီဒီယာသတင်းမီဒီယာများအနေဖြင့်လည်းပဲနော်စစ်ကောင်စီကတတ်မှတ်ထားသည့်အတိုင်းမန္တလေးငလင်ဟုဒါတုံးဆွဲရန်စော်မင်းထုံးကဖိအားပေးချိတ်ချောက်ခဲ့တယ်လို့လည်း ဆိုပါတယ်ပေါ့နော်โอเคမီဒီယာများအနေနဲ့ကလည်းပေါ့နော်ငလေကြီးကိုရည်ညွှန်းခေါ်ဆိုတုံးဆွဲရေးသားရမှာမန္တလေးငလေကြီးတို့သာရေးသားရမယ်လို့လည်းဆိုပါတယ်ပြီးတော့ကျော်ဒီအကျန်းဖတ်ဇော်မင်းထွန်းကပြောခဲ့တာပေါ့နော်အဲ့ဒီစကားတွေကိုပေါ့နော်မင်းအွန်လိုင်းကတဆင်းဇော်မဲလုံးပေါ့နော်โอเคပြည်တွင်းနေပြည်ပငလေကျွမ်းကျင်ပညာရှင်များကမလ28ရက်နေ့လှုပ်ခဲ့သောငလေသည်စကိုင်းပြည့်ရကျော်အဓိကလှုပ်ခဲ့ခြင်းဖြစ်ကြောင်းကို စကိုင်းမျိုးအနီးဗဟု ပြုတ်၍လှုပ်ခတ်ခဲ့ကြောင်းတည်င်းများကထုတ်ပြန်ပြောဆိုခဲ့တယ်ပေါ့နော်။ကျော်ဒီပြည်တွင်းကကျော်ဒီပညာရှင်တွေရောဒီပြပကပညာရှင်တွေရောကပေါ့နော်ဒီငလင်လှုပ်ခဲ့တာကမန္တလေးမဟုတ်ဘူးဒီစကိုင်းကနေဗဟုပြုတ်လှုပ်ခဲ့တဲ့အဥ္စာကိုဒီမင်းဟောင်းလိုက်ကဖိပိတ်ညင်းနေတဲ့သဘောမျိုးမှာပေါ့ဗျာ။ဘာမှလည်းမသိဘူး။နော်။ဟိုစပြီးပြောတော့နေရဒီဖုံးဆက်အိန္ဒိယဝန်ကြီးချုပ်ကိုဖုံးဆက်တော့နေရမန္တလေးမှာစလှုပ်ခဲ့တယ်ဆိုတော့ ုံစံမျိုးဆက်ပြီးတော့သူကအဲဘယ်လိုပြောမလဲဆိုတော့စောက်ချက်ကွဲသွားတဲ့ပုံစံစောက်ချက်ကွဲတာမသိဘူးရန်တမီပြောထည့်လိုက်တာပြရန်တမီသူတိတ်ထဲမှာမရလေးလိုပဲရန်တမီပြောလိုက်တော့မထူးတော့ဘူးလေမထူးဆက်ခင်ရတော့ဟုတ်တယ်ဗျာခွေးဖြစ်မှတော့ခြိစားမှလည်းမကြောက်တော့ဘူးဆိုတော့ပုံစံမျိုးကိုမင်းအောင်လည်းကဖန်သွားတာဖြစ်ပါတယ်ဗောနော်โอเคပြီးတော့ကျွန်တော်ဒီ စကိုင်းမျိုးအနီးတွင်နဲ့ဘိုးပြုတ်လောက်ခတ်သောစကိုင်းငလင်ကြီးကြောင့်လက်ရှိအချိန်တွင်လူအ ਨੇ စုံ3500ကျော်တိဆုံးခဲ့ပြီဟုထောင်ချီဒဏ်ရာရခဲ့ကြောင်းကိုလည်းသိရှိရတယ်ဆိုပြီးမင်းအောင်လည်းကထုတ်ပြန်လာတယ်။အဲ့ဒါကိုကျော်ဒီရန်ကုန်ခေတ်တိသတင်းမီဒီယာကထုတ်ပြန်ထားတာပေါ့နော်ဒီနောက်ဆုံးရသတင်းတွေကိုကျွန်တော်ပြောချင်တာကလည်းဒီဘာမှမသိပဲနဲ့ပေါ့နော်ကျော်ဒီမင်းအောင်လည်းဟိုစကြတယ်ကျွန်တော်ကြည်နေကျွန်တော် ဒီမေးအောင်ဗီဒီယိုဖိုင်တက်လာတော့เนี่ยကျွန်တော်ကြည့်နေတာပေါ့တော့ဒါပေမဲ့ကျွန်တော်မပြောပဲနဲ့ဒီတိုင်းပဲနေနေပါဘာကြောင့်လဲဆိုတော့ဒီချိန်မှာဟိုကျွန်တော်သတင်းတွေလည်းမတင်ကျင်ဘူးဗျာเนาะစိတ်စိတ်ညစ်နေမှာဆိုလို့စိတ်ညစ်တဲ့ညစ်နေမှာဆိုလို့ကျွန်တော်မတင်ပဲနဲ့နေတာဒါပေမဲ့နေလို့မရတော့ဘူးဗျာအခုကရဟိုကကြီးကိုပုတ်လောက်ယူထားမှတည့်ရတဲ့ခခွေခါငယ်ဆိုပြီးတော့လုံနေတဲ့ပုံစံမျိုးဖြစ်နေလို့မပြောမဖြစ်လို့ကိုပြောရဖြစ်ပါတယ်ပေါ့เนาะဒီ ခမားအခုကြည့်နေတဲ့ခမားလည်းသိခမားဘောမားဆိုရင်လည်းခမားတိကိုသိရမယ်ခမားဘောမားနေတဲ့ကောင်ဖြစ်ရင်တော့မှခမားမင်းအောင်နိုင်ကပါလေလောက်တယ်ဆိုတော့ခမားတိကိုသိရမယ်ဗျာခမားကခမားဘောပဲမမပါဘဲမမှာဗျာခမားလှုပ်ခဲ့တဲ့ခမားဒီငလင်းရဲ့ဘဲဆလှုပ်ခဲ့ရတယ်ခမားပြောမှဆိုခမားပဲမန္တလေးရလို့ရခမားပြောမှဒါဆိုရင်တော့ခမရလုံးဟထမင်းစားနေတဲ့လူမတော်ရှီစားနေတဲ့ကောင်ဖြစ်သွားပြီဘောမဖြစ်သွားပြီပေါ့နော်ဘောမအနေမှာတစ်စီရှီစားဘောမဖြစ်သွားပြီ ဘာကြောင့်လဲဆိုတော့ဒီစကိုင်းမှာလှုပ်တာယူတနိုင်ငံလုံးဝပြည်တွေးပြည်ပါရောတည်နေတဲ့ကိစ္စယူမန္တလေးမှာလှုပ်တယ်ဆိုတဲ့ပုံစံမျိုးကြီးပြောရတာစောက်ချက်မရှိလို့ပဲကျွန်တော်ကပြောခြင်းနေနော်မထူးတော့ဘူးလေခွေပြင်းမှာတော့ရှီစားမှမကြောက်တော့ချော်လဲရောထိုင်မယ်အစကတည်းကသူမန္တလေးလို့စပြောတဲ့အတွက်ကြောင့်မလို့မန္တလေးပဲတွင်ရမယ်စောက်ချက်လေးလည်းနည်းနည်းရှိပါလို့နော်မေးအောင်လားနော်မေးလို့ထန်းနေထွက်ပြေးသွားတဲ့တည်င်းကိုလည်းကျွန်တော်တင်ဆက်ပေးခြင်းရပါဘာကြောင့်လို့ဆိုတော့ နော်ထိုင်းကားတွေပြောမှာသူဘာကြောင့်ထိုင်းဒီ business ဈေးဝယ်မှာဘာကြောင့်လင်းစလို့ထွက်ပြေးသွားရတယ်ဆိုတာလေကျွန်တော်ပြောပြပေးမယ်ဒီအာဂျင်တီးနားနေပြောမှာဖန်ဝန်းတန်းထုတ်ထားတယ်ဗျာမင်းအွန်လိုင်းကိုဒီဖန်ဖို့အတွက်ကိုထိုင်းနိုင်ငံကိုစာပို့ထားတယ်လို့လည်းစာပို့သတင်းပို့ထားတယ်လို့လည်းကြားရတယ်အဲ့ဒီမှာထိုင်းတက္ကသိုလ်ကျောင်းသားတယောက်ကလည်းဒီမင်းအွန်လိုင်းတဲတဲ့ဟိုတယ်မှာအစည်းအဝေးလုပ်တဲ့ဟိုတယ်မှာလာပြီးတော့ဆန္ဒပြသွားတယ် နောက်ပြီးတော့ကျွန်တော်ဒီမြန်မာလူမျိုးတွေလည်းဆန္ဒပြတာရှိတယ်ကျွန်တော်တို့ထိုင်းလူမျိုးတွေကလည်းမင်းအောင်လှိုင်ကိုလိုမရှိဘူးလူတတ်တဲ့ကောင်ကိုဘာဖြစ်လက်ဆွဲနှုတ်ဆက်တာလဲဆိုပြောမှလည်းထိုင်းပြည်တော်တော်များများကချုပ်ချတာတယ်လူတတ်ကောင်မင်းအောင်လှိုင်မေးလို့မင်းအောင်လှိုင်လိုမရှိဆိုပြောမှအဲ့နောက်နေ့တွေမှာဆန္ဒကြီးပြတာတာတွေလည်းရှိတယ်အဲသူ့ရဲ့ပြက်ရက်ပြက်ရက်မရှိပဲနဲ့ညတွေညင်းပြန်သွားရတဲ့အကြောင်းရင်းရတော့အတ္တပါပဲပေါ့နော်ကျော်ဒီဟို အာဂျင်တီးနားတရားရုံးကလည်းဖောင်ဒါထုတ်ထားတယ်အဲ့ဒီအတွက်ကြောင့်မလို့စာပို့ထားတာကိုတည်တဲ့အတွက်ကြောင့်မလို့အလင်းစလိုခိုးပြီးပြတ်သွားတဲ့အနေအထားမှာရှိပါတယ်မင်းအောင်လိုင်းအခုချိန်မှာတော့သွေးတွေတော်တော်ပြတ်နေတော့ဘူးလို့ကျွန်တော်ထင်တယ်ထိုင်းနိုင်ငံကိုသူပထမဆုံးပြန်လာတဲ့မလာတာကြာပြီပေါ့ဗျာအခုမှရောက်တဲ့အချိန်အဲ့လိုထွက်ပြေးသွားတယ်ဆိုတော့ခွေးပြုတ်ပြေးပြေးသွားတယ်ဆိုတော့ချားလို့လည်းမကောင်းဘူးပေါ့ဗျာနော်တည်နေမှာလည်းတည်တဲ့အတိုင်းပဲတက်တက်လာပါဗောနော်ဒီမေလိုမင်းအောင်လိုင်းအတို့မရှိမလို့မရှိနေဒီမိုကရေစီရရှိရေးနဲ့ကျွန်တော်ဒီထိုင်းနိုင်ငံရဲ့ចောင်းသားလီအုပ်စုတွေရော ဒီလူကြီးပိုင်းတွေရောပြီးရင်တက္ကသိုလ်ကျောင်းသားတွေရောအများကြီးပဲဆန္ဒပြတာပေါ့နော်အဲ့ဒါကြောင့်မင်းအောင်လဲခွေးပြွက်ဝက်ပြီးပြေးသွားတာပါလို့နော်ဘာရမဟုတ်ပါဘူးโอเคဒီတော့ပဲခင်ဗျာ